တန်းကျွဲ့တထဲကြီးမဟုတ်ပေမဲ့ brighter အလှူကားတွေကိုဒါနပြုနေတဲ့ရေကဲတော့တဲ့ရောင်းသူကိုရှိုင်းအလုံးမေမိကလာပေါဗမိစနောင်းကနေကျွတ်စလိုက်ပါတယ် ငလျင်ဘေးမှာကုညီနေတဲ့ပရိတကားတွေကိုရေခဲတုံးလေးတွေကိုအခမဲ့ကျွေးနေတဲ့လူတယောက်ကအခွန်လက်တလုံးမှာတော့ချစ်ကျွမှုတွေကိုရရှိနေတဲ့သူပေါင်းဆိုင်ကယ်ဘေးမှာရေခဲဖုံးလေးတွေကိုတင်ထားပြီးအဲ့ဒီရေခဲဖုံးတွေကနေရေခဲတုံးလေးတွေကိုယူကောင်ပရိတအလှလာလှုပ်တဲ့ကားတွေကိုမမောမပန်းမျှဝေပေးနေတာဖြစ်ပါတယ်ကားတစည်းနဲ့တစည်းအားမှာရေခဲတုံးမရလိုက်မှဆိုရင်လို့ဘုံထဲကနေမြ мян ယူထုတ်ပြီးဝေပေးနေတဲ့လူတယောက်ဟောင်းငလျင်ဘေးမှာသူတက်နိုင်တဲ့ဘက်ကနေကုညီနေသူဖြစ်ပါတယ် စကိုင်းမြို့နယ်ထဲမှာရေကဲတုံးလေးတွေကိုဆိုင်ကယ်လေးနဲ့လိုက်ရောက်သူတယောက်ဖြစ်ကဒီကာလမှာသူတောင်းနိုင်တဲ့ဘက်ကနေကုသိုလ်ယူနေတာပေါ့သူ့နာမည်ကကိုရှိုင်းလို့ခေါ်ပြီးသူ့ရဲ့အိမ်ကငလင်းဘေးမှာဘေးကင်းရလားဆိုတာမသိချာဖြစ်မဲ့လေသူ့ရဲ့စေတနာကတော့ကြီးမားပါတယ်ပရိုက်တာကားတွေကပစ္စည်းတွေအပြည့်တင်ပြီးငလင်းဘေးတင်ပြည်သူတွေကိုသွားလုနေတာကိုကြည့်ကသူလည်းလှူခြင်းစိတ်ပေါ်လာခဲ့ပါတယ် အခြားလူတွေလိုမြမြဆဆမလိုနိုင်ပေမဲ့သူ့ရဲ့ရေခဲတုံးလေးတွေကိုပရိုက်တာကားရီထံပေးနေခဲ့တော့တရက်နှစ်ရက်မကတော့ပါဘူးရေခဲတုံးလေးတွေကိုလှုပ်ပေးတဲ့အခါမှလည်းလောက်လေးခြိလိုက်ပါသေးတယ်ကိုရှိုင်းကပရိုက်တာသမားတွေကိုရေခဲချောင်းတွေအခမဲ့ကျွင်းနေတာဟာချမ်းသာလို့တော့မဟုတ်ပါဘူးရေကဲစားကနေအထုပ်လေးတွေတောင်းယူရပြီးတော့ရောင်းရသူဖြစ်ကတနေ့ရောင်းရတဲ့ဝင်ငွေထဲကနေအရင်ပြန်လုပ်ရတဲ့သူပေါ့ ဇကိုင်းကိုသွားလှူတဲ့ကားတွေကိုရေခဲထုတ်တွေကိုအလကားကျွလိုက်ရင်သူ့ရဲ့အရင်ပြုတ်သွားမယ်ဆိုတာသိပြီးသားဖြစ်ပါတယ်။ရေခဲထုတ်တစ်ထုတ်ကိုရောင်းရရင်အမျက်ဘလောက်မှမရှိပေမဲ့လည်းဒီအချိန်မှာတော့အရှုံးနဲ့အမျက်တွေကိုထက်မစင်စားတော့ပါဘူး။သူ့စိတ်ထဲမှာတော့တဖက်တလန်းကနေကိုညင်ချင်းစိတ်ရှိလို့ရေခဲထုတ်တွေကိုအကုန်ကျွေးနေတာပေါ့။တန်းကျွဲတစ်ထည်ကြီးတယောက်မဟုတ်ပေမဲ့လည်းသူ့ရဲ့စေတနာကတော့အရန်ပေါ်လွင်ပါတယ်။ငလျင်ဘေးမှာဘယ်အရာမှမမြဲတဲ့တရားတွေကိုမျက်မြင်တွေ့လာရတဲ့လုံးလောဘတမားတွေကိုလည်းကြုံတွေ့နေရတဲ့သူတွေအများကြီးရှိပါတယ်။ လူအများဒုက္ခရောက်နေပေမဲ့လည်းကုန်ပစ္စည်းတွေကအဆမတန်ဈေးမြင့်လိုက်တဲ့ကုန်သေးကြီးတွေလည်းရှိပါတယ်။ပစ္စည်းတွေကတက်ဈေးတွေနဲ့ပဲရောင်းချင်လို့တင်ထားကြတဲ့သူတွေရှိသလုံးကဲလိုအပ်နေမှသိတာကြောင့်မကြောက်ဘူးတဲ့ဈေးတွေနဲ့ရောင်းချနေတဲ့သူတွေလည်းရှိကြပါတယ်။ ငလျင်ဘေးကွာအကြောင်းပြပြီးကိုကျိုးရှာနေသူတွေလည်းရှိကြသလိုအလူငွေတွေကိုလိန်သွားတဲ့သူတွေလည်းရှိနေကြတာပေါ့ဒီလိုလူတွေရှိနေတဲ့အချိန်မှာကိုရှိုင်းကတော့သူ့ရဲ့ရေကဲထုတ်လေးတွေကိုဈေးတင်ရောင်းလိုက်မယ်ဆိုတဲ့ခွင့်ရယူတတ်တဲ့စိတ်ထားမရှိတဲ့ပြင် Brighta ကားပေါ်ကလူတွေကိုအခမဲ့ကျွေးနေတာပေါ့ပူပြင်းတဲ့ရာသီဥတုမှာရေကဲထုတ်လေးဆားရရင်ခဏတာတော့အပူတွေငြိမ့်သွားမှာပေါ့ခရိုနီတထဲကြီးတွေလိုသိန်းပေါင်းထောင်ချီတောင်းချီမလိုနိုင်ပေမဲ့လေသူ့လိုလိုက်တဲ့ရေကဲထုတ်လေးတွေကတော့တကယ်ဖြူစင်ပါတယ် ပရိုက်တာလူသားလုပ်တဲ့သူတွေကိုရေကဲထုတ်တွေပေးနေတဲ့လူဟာလူလာပိုင်းအသက်ရွယ်သာရှိသေးပြီးသူ့ရဲ့အပြုံးမှာတော့ပြန်လဲရယူလို့မှုတွေလည်းမပါဝင်ပါဘူး။ငလျင်ဘေးမှာသူတက်နိုင်တဲ့ဘက်ကနေကိုညီနေတဲ့ဒီအမျိုးသားရဲ့စိတ်ထားကသူ့ရဲ့လုံရနေတဲ့ပေါ်လွင်နေပါတယ်။လူတယောက်ရဲ့အစင်တန်းကိုအဝိစာအသုံးဆောင်အလောက်ကိုင်းနဲ့အပေါယံဆုံးဖြတ်လို့မရပဲ။ဆိုင်ကဲအဟောင်းလေးနဲ့ရေကဲထုတ်ရောင်းသူကလည်းအထက်တန်းစားလူတယောက်ဖြစ်တယ်ဆိုတာကိုဖော်ပြလိုက်တာပါ။ ကိုရှိုင်းရဲ့စေတနာအကျိုးပေးကြောင်းသူ့ကိုကူညီမဲ့သူတွေလည်းပေါ်ပေါက်လာပါပြီးအကူအညီပြန်ရလို့စိတ်နဲ့ရေခဲထုတ်လေးတွေကိုအလကားကျွေးခဲ့တာမဟုတ်ပေမယ့်သူ့ကိုဂုံဖြူချင်းသူတွေရှိနေတာပေါ့တိမ်ပေါင်းတောင်းချီအလှလုံးမအလှမြောက်တာမဟုတ်ပဲငလျင်ဘေးမှာတန်းနိုင်တဲ့ဘက်ကနေလှတန်းပေးနေတဲ့ရေခဲထုတ်ရောင်းသူကိုရှိုင်းပေါ်ဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်ကိုရှိုင်းအပါဝင်နဲသည့်များသည့်မထပဲတဖက်တလန်းကနေကူညီပေးနေတဲ့သူတွေအလုံးကိုကျေးဇူးထုတ်ပေးတင်ရှိကြောင်းနဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ